။အမြင်အတတ်နေရကလိပ်ပြာလေးကောင်ကိုပြလာတာကြောင့်ဝေဖန်ခံရတဲ့တင်စာဝင်းချုံ ရည်သမားအားလုံးပဲမင်္ဂလာပါရှင်။မြန်မာစံ Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်။တင်ဆောင်ဝင်ကျော်ကသူ့ရဲ့အလှရဲ့ခန္ဓာကိုယ်အချိုးစားရဲ့ထင်းထင်းရှင်းရှင်းဝက်စားထတာရဲ့ကြောင့်နာမည်ကြီးပါရယ်။ပိုရိသားတွေကိုဆွဲဆောင်နိုင်တဲ့အပြုံနဲ့ခန္ဓာကိုယ်အလှကြောင့်မမတင်ဆောင်ဆိုပြီးတော့တောင်းမှာအမျိုးသားရဲ့ရင်ထဲမှာနေရာယူထားနိုင်တာဖြစ်ပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတင်ဆောင်ဝင်ကျော်ကကန်းဂျီဘက်ကိုခီးထွက်ခဲ့ပါရယ်။သူ့ရဲ့ခီးထွက်နေတဲ့ပုံရိပ်တွေကိုလည်းလိုင်းပေါ်တင်ခဲ့ပါရယ်။မမတင်ဆောင်ကမမတ တင်စားပဲဖြစ်တာကြောင့်ပုံတင်တဲ့အခါမှာလည်းပေါ့ပေါ့ပါပါနဲ့လွတ်လွတ်လပ်လပ်တကယ်ကိုရှင်းရှင်းလင်းလင်းတင်ခဲ့ပါရင်အမျိုးသားတို့ကြီးကလည်းမမတင်စားနဲ့သူ့ရဲ့လက်ပြာတွေကိုအရန်သဘောချနေခဲ့ပြီးတော့လက်ပြာဖြစ်ချင်နေတဲ့လူတွေလည်းရုတ်တရက်ပေါ်ပေါက်လာခဲ့ပါရင်တင်စားဝင်ကျော်ကဒီလိုအပြာကောင်းတာကြောင့် electronic ဥပဒေနဲ့ညီစုံနေဆိုပြီးတော့အရေးယူခံရပြီးတော့အထိမ့်သိမ်းခံခဲ့ရပါသေးတယ်ပြန်လည်လုံမြောက်လာပြီးတော့လည်းဒီလိုဆက်တင်ရေးသေးတာကြောင့်မမတင်စားရဲ့စားကတော့မသေးလာဘူးလို့ဆိုရပါမယ်အခုလည်းလေ းပြားလေးတွေနားမှာဝဲဆိုတဲ့သချင်းစာသားလေးကိုသဘောကျတာကြောင့်တင်ပါးနားမှာလေးပြားလေးလေးကောင် ပြန်ဝင်နေတဲ့ပုံကိုတတူးထိုးခဲ့တာပါပြန်ဝင်နေတဲ့လေးပြားလေးကောင်နဲ့အတူနောက်ပိုင်းအလှကိုပြားသားခဲ့တာကြောင့်အမျိုးသားတွေလည်းတော်တော်လေးသဘောကျခဲ့ရပါတယ်ခြေထောက်နှစ်ဖက်မှာလည်းတတူးသေးသေးလေးတွေထိုးထားပါသေးတယ် ပင်လယ်ကမ်းခြေကိုသဘောကျတာကြောင့်ဘဘက်ချက်တော့မှာပင်လယ်လိုင်းပုံလေးရဲ့အသေးပုံလေးရဲ့ကိုတတ်တူထိုးထားပါတယ်။အများရန်ကဘာပတ်ပြီးတော့ခီးထွက်ချင်တာကြောင့်လေရင်ပြန်ပုံနဲ့အသေးပုံလေးကိုညာဘက်ချက်တော့မှာတတ်တူထိုးထားတာဖြစ်ပါတယ်။တတ်တူထိုးတဲ့အခါမှာလဲသူဘဝအတွက်အိဗေရှိရဟာမျိုးကိုရွေးပြီးတော့ထိုးတယ်လို့လည်းသိရပါတယ်။တတ်တူရေထိုးနေတဲ့အချိန်မှာလဲဒီပုံလေးတွေကသူနဲ့အမြဲအတူတူရှိနေတော့တာမို့ရှင်တွေခုံပြီးတော့ပုံနေအကုန်လုံးကိုကြိုက်တယ်လို့လည်းဆိုပါတယ်။မှန်ရှိမှလဲသူထိုးထားတဲ့တတ်တူတွေရဲ့ပုံကိုပြန် ြီးတက်ပြီးတော့လွတ်နေတဲ့နေရာတွေမှာလည်းတတူးထိုးကျင်သေးရဲ့လို့ပြောပါရယ်။ဒါပေမဲ့လည်းအသက်အရွယ်ရလာပြီဖြစ်ကြကြောင်းတတူးအကြီးကြီးတွေကိုမထိုးတော့ပဲတတိလေးတွေကိုပဲထိုးကျင်တော့တာပါ။နေရာကိုရွေးပြီးတော့မှတတူးပုံစံကိုရွေးရတာဖြစ်ကြကြောင်းသူနဲ့လိုင်းမဲပုံဖြစ်ရမယ်ပြီးတော့ဒုဘဝအတွက်လည်းအသေးပဲရှိရမယ်ဆိုပြီးတော့တတူးပုံစံကိုရွေးချယ်ပါတယ်ညာဘက်လက်မောင်းမှာလည်းသူရဲ့ အမေနဲ့အဖေပုံကိုတတူးရေးထိုးထားပါသေးတယ်။ခန္ဓာကိုယ်ပေါ်မှာပုံရေးဆွဲတာကလည်းအနုပညာတစ်ခုလို့ခံယူထားတဲ့သူမျိုးတတူးတွေကိုလည်းသဘောကျတယ်လို့ဆိုပါရယ်။တတူးထိုးခြင်းပေမဲ့အကြောက်တဲ့သူတွေအနာမခံနိုင်တဲ့သူတွေရှိရမို့အခုလိုမျိုးထိုးနိုင်နေတာကိုလည်းကိုကိုကိုဂုဏ်ယူရလို့ပြောထားပါရယ်။တတူးတစ်ခုထိုးပြီးတိုင်းပို့ပြီးတော့တံပါလာတယ်လို့ခံစားရပြီးတော့အဲဒီအချိန်လုံးကနာကျင်မှုတွေကိုလည်းကျော်ဖြတ်နိုင်ခဲ့ရဆိုရဲစိတ်ဖြစ်တည်လာတာပါ။တတူးဆဆထိုးတော့ဆိုအင်အားစုပေမဲ့မိဘတွေရဲ့ မွေးနေ့ကိုတတူးထိုးလာတာကြောင့်အိမ်ကလည်းစူမရပြောမရဖြစ်နေခဲ့ပါတယ်။ အိမ်ကပြောမရမယ့်အခွက်ကိုချုပ်ပြီးတော့တတူးထိုးလာတဲ့မမတင်စားကလည်းနောက်ပိုင်းမှာမိဘတွေရဲ့ပုံတူကိုလည်းလမောင်းမှာရှေးဆွဲခဲ့ပါတယ်။လွတ်လပ်ပြီးတော့အရန်ကိုခေရှိပြေးတဲ့အမျိုးသမီးတခုဖြစ်တာကြောင့်သူ့ရဲ့ဝတ်ပုံစားပုံနဲ့ခန္ဓာကိုယ်အချိုးအစားကိုမိန်းကလေးချင်းတောင်မှသဘောကျခဲ့ပါတယ်။ထင်းထင်းပေါ်ပေါ်ဝင့်ရင်လည်းအရန်ကိုလှသလိုမြမဝတ်စုံဝင့်ရင်လည်းအရန်ကိုစက်တည်ရှိတဲ့အလှမျိုးကိုဖြစ်စေတာကြောင့်ပရိသတ်တွေကလည်းအရန်ကိုသဘောကျကြတာဖြစ်ပါတယ်။ပရိသတ်ကြီးရောမမတင်စားရဲ့အလေးပြားလေးတွေပြန်နေရအောင်ဘယ်လိုမြင်လဲဆို တာဖြေပေးသွားကြပါအောင် ပြီးတော့ကျေးဇူးတစ်ခုပြောချင်ပါတယ်မြန်မာနိုင်ငံရဲ့အနုပညာရှင်တွေထဲမှာကျေးဇူးအရန်ကြိုက်တဲ့အမျိုးသမီးအနုပညာရှင်နှစ်ယောက်ရှိပါတယ်တင်စာနဲ့ဝိုင်းစုခိုင်သိန်းမှာတင်စာဘလိုပဲဝွတ်ဝွတ်သူ့ကိုလည်းကြိုက်တယ်အပြစ်မမြင်သလိုဝိုင်းစုခိုင်သိန်းကိုလည်းသူဘလိုပဲနေနေဘာတွေပဲပြောပြောရှိကြရင်ဘလောက်ပဲထထားပါဘောနော်သူ့ကိုချစ်တယ်ပေါ့နော်ဒီလိုမျိုးပြည်သက်တွေရှိလားချစ်တဲ့နဲ့တူလားဆိုတော့ comment လေးထဲမှာရှိခဲ့ပေးပါအောင်ရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နော်